အော်တိုဘာလ20ရက်နေ့အင်္ဂါနေ့ကရန်ကုန်မြို့ရန်ကင်းမြို့နယ်မှာမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကကိုယ်စားလောင်းတွေဟာတလန်းဝင်တလန်းထွက်နဲ့မဲဆွယ်စည်းရုံးကြပါတယ်။ရန်ကင်းမြို့နယ်မှာ NLD ပါတီကတည်သူလွတ်တော်နေရာကနေမက်စင်မာအောင်အမျိုးသားလွတ်တော်နေရာကနေဒေါက်တာမြညာနာအစိုးတိုင်းဒေသကြီးလွတ်တော်နေရာကနေဦးသိန်းစောနဲ့ဒေါ်တီရမောင်တို့ကဝင်ရောက်ရှင်ပြိုင်ကြမှာဖြစ်ပါတယ်။မျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီကပြည်သူလွတ်တော်နေရာကနေဝင်ရောက်ရှင်ပြိုင်မဲ့မက်စင်မာအောင်ကသူ့အနေနဲ့ပြည်သူတွေကိုမလုပေးနိုင်တဲ့ဂရီးတွေကိုပေးပြီး မဲဆွယ်စည်းရုံးမှာမဟုတ်ကြောင်း RFI ကိုပြောပါတယ်ကျေကလူလန်းစားတွေများတဲ့အတွက်ကြောင့်မလို့ကျမကတော့လောက်ကန်ရဲ့ခွင့်လန်းတွေနဲ့တာတာမန်ပြည်သူတွေရဲ့စောင်းဝင်တွေရဲ့ခြောက်လဲဖို့တော့เนาะနောက်ပြီးတော့တို့ရဲ့ပညာရေးနဲ့ပတ်သက်လို့ကုန်ကျစရိတ်တွေကျမရင်းနဲ့ပတ်သက်လို့เนาะဝင်တော့ဝင်ဖို့တွေရှိတာတွေရှိတယ်အဲ့ဒါကိုမှကုညီပေးနိုင်ဖို့ကကျမတို့ကဒီအလောက်ကန်ခွင့်လန်းတွေများများဖန်တီးပေးနိုင်မယ်ဆိုရင်တော့ဒီဒီပေါ့เนาะတာဒီတော်တော်များများနိုင်ငံသူနိုင်ငံသားတွေရဲ့ နောက်ပြီးတော့ဒီရက်ကွက်မှာနေထိုင်ကြတဲ့မဲဆန္ဒရှင်ပြည်သူအများစုရဲ့ဝင်တော့ဝင်ပိုးတွေကိုရှင်းချပေးနိုင်မယ်လို့ကျွန်မသိတယ်။အဓိကတော့အလုပ်ကံခွင့်လန်းပါပဲ။ပန်းရလန်အဖွဲ့ကောင်းဆောင်အစိုးရကိုရဲလွင်ကသူတို့အဖွဲ့အနေနဲ့အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီရဲ့မဲဆွယ်စည်းရုံးပွဲမှာပါဝင်ဖြစ်ပုံကိုအခုလိုပြောပါတယ်။ပြောင်းလဲဖို့လို့ကျွန်တော်လိုလားတယ်။အဲဒါကြောင့်ပဲလဲကျွန်တော်ကြည့်လိုက်တော့ဒီ NLD ရဲ့သွားတဲ့နားကျွန်တော်တို့အတွက်ကူညီရမယ်ဆိုတော့ကျွန်တော်ဆုံးဖြတ်လိုက်ပါတယ်။ ရန်ကင်းမြို့နယ်မှာ NLD ပါတီအနေနဲ့အဓိကရှင်ပြန်ရမှာကတော့လက်ရှိအာဏာရပါတီဖြစ်တဲ့ပြည်ကံမျိုးပါတီဖြစ်တယ်လို့ပြောပါတယ်။ရေကောက်ဝဲပြုလုပ်ဖို့နှစ်ပတ်ကျော်တာလိုတော့တာကြောင့်နိုင်ငံရေးပါတီတွေဟာအပြိုင်အဆိုင်မဲဆွယ်စည်းရုံးနေကြတာဖြစ်ပါတယ်။အခုနောက်ပိုင်းနိုင်ငံရေးပါတီတွေရဲ့မဲဆွယ်စည်းရုံးပွဲတွေမှာဖျော်ဖြေရေးတွေပါဝင်လာကြတာကိုတွေ့ရပါတယ်ခင်ဗျာ။